2025ခုနှစ်နိုဝင်ဘာလ2ရက်တနင်္ဂနွေနေ့အတွက်ခொနည်းသားမီးအလုံးတို့ရဲ့ numerology ဂဏန်းပင်ရင်းရဆိုရင်တော့၄ခန်းရဲ့လွှမ်းမိုးမှုကိုတွေ့ရတယ်။ဒါကြောင့်မလို့နံပါတ်၄ emperor ဆိုတဲ့တဲတော်သင်္ကေတနမိတ်နဲ့ချိတ်ဆက်ပြီး numerology ဂဏန်းပင်ရင်းဟောရမယ်ဆိုရင်တော့အထိုက်ခံနေကြတာနေမိတ်ဆွေတို့အတွက်အခွင့်အလမ်းကောင်းနေရနိုင်မယ်။ ်မိမိဒီနေ့မှာရဲဝန်းတွေ့ဆုံရမယ်ပြောဆိုရမယ်ဖြည့်ရှင်းရမယ်ကိစ္စမျိုးတွေ ပေါ်ပေါက်တတ်တယ်အလောက်ကန်ကိစ္စတွေနဲ့ပတ်သက်တာကတော့အကြီးအကဲကူညီတတ်တယ်ဝန်ထမ်းလို့ဆိုရင်တော့အထက်လူကြီးရဲ့အခွင့်အလမ်းပေးတာမျိုးတို့သတင်းကောင်းကြားတာမျိုးတို့ကြုံတွေ့ရတတ်ပါတယ်မမျှော်လင့်ထားဘဲနဲ့သတင်းကောင်းကြားတဲ့နေမျိုးဟာဒီလိုကိန်းကနမျိုးနဲ့သက်ဆိုင်ပါတယ်ခြေောက်ထိခိုင်းမိတတ်တာမျိုးတို့နောက်တစ်ခါကျတော့ငယ်သူကြောင့်စိတ်ပင်ပန်းရတာမျိုးတို့ငွေပြောက်တာတို့တော့ပြောက်တာတို့ဆာရွက်ဆန်ရန်ပြောက်တာမျိုးတို့ဂယူဆိုင်မနေ့ဖြစ်ပါတယ် ဒီနေ့မှာခုနှစ်သားမိနေအားလုံးကံကောင်းမှုလို့တက်ဆိုရင်တော့မနေ့စောစော မျက်နှာတင့်ပြီဆိုတာနဲ့ဝိဆာဆရဏတမန်တော်ဆိုတဲ့ဘုရားကုံတော်ကိုအကြိမ်ကြိမ်ဘွားထုံပြီးမျက်နှာတင့်ခြင်းအပြင်တနေ့တာလုံးမျက်နှာပွင့်ဆန်းပွင့်လက်ပွင့်ကံပွင့်နေပါလိမ့်မယ်ခင်ဗျာဒီနေ့မှာပညာသင်ကြားနေတဲ့ကျောင်းသားကျောင်းသူများအန္တရာယ်ကင်းဘေးရှင်းဖို့လို့တက်ဆိုရင်တော့မနေ့စောစောမျက်စွာဘုရားရှင်ကိုအဝါယံဖျောင်းတိုင်းမိထွန်းပြီးအနည်းငယ်ကင်းဘေးရှင်းဖို့အတွက်ဆူတောင်းဒိတ်ထံပြုလိုက်ပါခင်ဗျာ ဒီနေ့မှာဖွားမြင်တဲ့ရင်သွေးရတနာရီအတွက်ကတော့မာဘုဗေဒနိယတနေ့ကနေ့မှာဖွားမြင်သောယာဇဘင်္ဂဘွားဇာတာရှင်တွေဖြစ်ကြပါတယ်။သဘောတရားကတော့ငယ်စဉ်မှာခြူချပြီးတော့အောင်မြင်မဲ့ဇာတာတွေဖြစ်ကြပါတယ်။ဒီနေ့မှာမိရှုသန်းတွေဖွားမြင်တဲ့ရင်သွေးရတနာရီတွေအတွက်ဘင်္ဂဘွားဇာတာအញ្ញံခိုက်တဲ့လုကင်းဘူလို့အတွက်ကတော့မကြာခဏတိလရှင်ဆရာလေးတွေကိုစံလှပြီးဆူတောင်းခြင်းအပြင်ကောင်းကျိုးများစွာရပါလိမ့်မယ်။ဒီနေ့ကြောင်းတဲ့မွေးနေ့ရှင်တွေအားလုံးတို့အတွက် ကုသိုလ်ရရလမ်းညွှန်ရမယ်ဆိုရင်တော့အင်္ဂါနံဟာအချုပ်ကိုရောက်နေတာဖြစ်တဲ့အတွက်စံစီစားစင်းလေးပါးသောရိခါတို့ကိုရဟန်းတန်ခါလှူဒန်းခြင်းသီလရှင်ဆရာလေးတွေကိုလှူဒန်းခြင်းတက်ကြီးရွယ်ကိုမရှိစင်ရသားတို့ကိုစံစီစားစင်းလှူဒန်းခြင်းကုသိုလ်ပြုပြီးတနည်းတားလို့မိမိကံစားတာကောင်းမှုတွေကုသိုလ်ပြုရန်လမ်းညွှန်လိုက်ပါတယ်ခင်ဗျာဒီနေ့အတွက်အကျိုးပေးစိုးမိုးကဏ္ဍကတော့နှစ်ကဏ္ဍလေးကဏ္ဍဖြစ်ပြီးတော့မိတ်ဆွေတို့ငွေကံကောင်းမှုလို့တွတ်ဆိုရင်တော့ ရေသတ္တဝါတွေဖြစ်တဲ့ငါးလေးလေးတွေကိုဗင်လက်နဲ့အစာကျွေးလိုက်ပါဈေးခေါ်နှက်ခေါ်ရရားဖြစ်ကြတော့မိမိရဲ့ဆိုင်ရှိမျက်နှာသာတက်တဲ့ကိုမျက်နှာမူပြီးအချို့ရေအနှဲငယ်တောင်းရင်ဒီနေ့ဈေးရောက်ကောင်းမှုဆူတောင်းလိုက်ပါအယောင်ထိုက်နေတဲ့ကုန်ပစ္စည်းတွေအယောင်တပ်ဖို့ဆိုရင်လည်းဒီလိုနည်းမျိုးမှာအချို့ရေဘူးလေးတစ်ခုနဲ့တို့ပြီးခောက်ပြီးရိုက်ပြီးဆူတောင်းလိုက်ုံနဲ့တိတိတတ်တတ်အယောင်တက်သွားပါလိမ့်မယ်အမှုခင်းကြုံနေတဲ့သူတွေရှိရဆိုရင်တော့အမှုကြုံနေတဲ့သူရဲ့အမိကိုအချွေဘူးမှရေးပြီးဆုံးကံဖုံးကြီးကိုလောင်းလုံလိုက်ပါခင်ဗျာ ကျမ်းမာရေးညံ့နေတဲ့သူတွေရှိတယ်ဆိုရင်တော့ဒီနေ့ဓာတ်စာဖြစ်နေဆေးဘဲဟူအနေငယ်စပြီးကျမ်းမာဖို့ဆွတောင်းလိုက်ပါအိမ်တော်ရဲ့အခြေရေးမေတ္တာရေးကိစ္စအတွက်တော့စိတ်ချမ်းသာစရာကြုံရပါလိမ့်မယ်အေးချမ်းတရားပါစေလို့ဆွတောင်းရင်းအချိုးရေးအေးတမျိုးမြတ်စွာဘုရားရှင်ကိုဒီနေ့လှူဒါန်းလိုက်ပါခင်ဗျာ